ဲ့မွားနာကြီးလိုက်တဲ့အချိန်မှာသူကကို live နဲ့အရင်တည်းသူကကျုံးကနေစွန့်စားပြီးတခြားတဲ့နေရာတစ်ခုလိုမျိုးပေါ့နော်စုမလဲလို့ပဲအရင် explore လုပ်ချင်တာဆိုငွေတော့တော့တကယ်ပြောလို့ရှိရင်မိဘရဲ့ရန်ကုန်မှာကျောင်းတက်ဖို့စုမတော့မြို့သူတော့ဖြစ်ချင်တာအရန်ကုန်မှာကျောင်းတက်ဖို့လွှတ်လိုက်တယ်ဒါပေမဲ့မိဘရဲ့ဆုံးဖြတ်ချက်90ရာခိုင်နှုန်းကိုဖြစ်ချင်တာ90ရာခိုင်နှုန်းနဲ့ရောက်လာတယ်ပေါ့နော်အဲ့လိုမျိုးရန်ကုန်ရောက်တော့မှပဲအော်ကိုနေရာဒီလိုလှပါလားအဲ့လိုအဲ့လိုဟာလေးကိုပို့ပြီးသိလာတာပေါ့နော်ငငယ်တုန်းကတော့ကိုနေတဲ့နေရာကျွန်းပေါ့နော်စုမမူဝါနာလေးပေါ့အဲ့လိုကျွန်းမှာနေတယ်အဖေကအရင်တော့အချိန်တော့ အခုတော့ပြပြရတော့မရှိတော့ဘူးပေါ့နော်အဲ့တော့ကျွန်းမှနေတယ်ဆိုလို့ရှင်ကိုယ့်ရဲ့ဒီကျွန်းသူဘဝလေးကိုတခါမှတန်ဖိုးမထားမိဘူးငါတို့ဂျုံကြီးကလှလိုက်တာငါတို့နယ်ကလှလိုက်တာဒီကမ်းခြေအကျယ်ကြီးနဲ့ကြောက်ဆောင်နေနဲ့အရန်လှတာပဲဘေးမှလည်းအဲ့လိုပေါ့နော်ရေပက်လေဝိုင်းပြီးတော့အရန်လှနေရပဲပင်လယ်စာတွေပေါ်တယ်ဆိုတာမျိုးတခါမှမစင်စားဘူးငယ်တော့ဒါတွေကတော့ကိုယ့်အတွက်ပုံမှန် life ပဲပေါ့နော်အရာမြန်မာနိုင်ငံတောင်ဘက်ပေါ့တောင်ဘက်ပိုင်းဒီလိုအမီးဒီလိုအမီးကြနေတဲ့နေရာမဟုတ်ဘဲနဲ့ဒီဘက်ဘေးလေးကို ဟိုဘဲမီလေးလိုထွက်နေတဲ့နေရာလေးရဲ့အစွန်းပါပေါ့နော်အဲ့ဒီမှာရှိတဲ့ကျွန်းငွေတော့အချိန်တွေကိုလွမ်းတယ်လွမ်းတယ်ဆိုတော့ဘယ်အချိန်တွေအဓိကလွမ်းလဲဆိုတော့စမငွေတော့ကစကတ်တုံးစာအုပ်ရမ်းဖတ်တော့လေအခုလိုမိုးလေးတွေရွာပြီမိုးအေးပြီဆိုလို့ရှိရင်ဟိုပေါ့နော်တင်ဖြူဖြာလေးကိုခင်းခင်းမွန်ခေါင်းအုပ်လေးနဲ့ရေမိုးချုပ်ွက်မိုးရေလည်းချုပ်ွက်တနခါဖုံဖုံလိမ့်ပြီးတော့ရှိရင်အဲ့တော့ထွက်တဲ့ဟိုကလည်းဒွေးအင်ကြီးလို့ခေါ်တာပေါ့အဲ့လိုအင်ကြီးအကွက်လေးတွေအဲ့ဟာဝမ်းဆက်ကိုဝစ်ပြီးတော့အဲ့တင်ဖြူဖြာအောင်မှထိုင်းပြီးတော့အိတ်ပြီးတော့တွပီစာအုပ်ဖတ်ရတဲ့ feel လေးကို အရန်ပြန်လို့ကျင်လားခရိုင်နဲ့ပြည်ခရိုင်နဲ့အကြောင်းကိုပြောပြမယ်စုံတော့ရန်ကုန်ကိုကိုရက်နှစ်မှာမှအကြောင်းလာတက်တာဘိုးထောင်သုံးမှာတက်တာပေါ့နော်အဲ့ဒီကိုရန်ကုန်ရောက်တဲ့အချိန်မှာ physics ဆရာမက physics ဆရာမစာဝင်တင်တဲ့အချိန်ပေါ့နော်ရန်ကုန်မှာအစုံတော့နေမှာじゃဆရာမမင်္ဂလာပါဆရာမကျေးဇူးတင်ပါဆရာမပြောတယ်မင်းရန်ကုန်ရောက်တဲ့ခါကျတော့ teacher teacher လို့ခေါ်ကြအဲ့ teacher ဆိုတော့ကိုတက်နည်းနည်းအဲ့လိုစိတ်နာပေါ့နော်မစူးစမ်းပြီးတော့ခေါ်ကြည့်မယ်ပေါ့နံပါတ်1အဲ့ဒါနဲ့ တီချဲလို့ခေါ်ဘူးတီလို့တလုံးမထွက်တယ်ဂျန်တဲ့ဟာမြိုကြပါတယ်မထွက်ဘူးဖြူစိမ်းလေးနဲ့အဲ့လိုရန်ကုန်ရောက်တဲ့အချိန်မှာအဲ့ချိန်မှာကျဆီယမ်မအနောက်ကိုလှည့်ကြည့်ပြီးတော့သူကတီးရမထွက်ဘူးဆိုတာတီးရလေတီချဲလို့ခေါ်ရတယ်တီချဲလို့ခေါ်ရအဲ့ဒါသင်ပေးရတခု ပြီးတော့အကြောင်းသားတစ်တင်နှုတ်ဆက်မိတ်ဆက်တဲ့ခါကျတော့အတန်းထဲမှာမတ်တက်ရိုက်ပြီးတော့တမီးကပြင်ခိုင်ရန်ရပါဆိုအဲ့အဲ့ဆီယမ်မပဲဆီယမ်မဘာပြောလဲဆိုတော့ပြီခိုင်ရန်ဆိုရင်ပြီခိုင်ရန်လို့ပြောလေပြီရမလားတဲ့ပြီခိုင်ရန်ရပါတော့အဲ့လိုပြောတော့ မဟုတ်ဘူးဆ iam မပြင်ခိုင်ရရပါဆိုဆ iam မကိုယ်စိတ်မရှိတော့ကဲကဲတဲ့ထိုင်တော့တယ်ဒီလားတကယ်တော့စုမလို့200ပါးစောက်ရရင်ငတ်တာပြင်ပြင်ခိုင်ရရင်ပေါ့နော်အဲ့ဒါတော့စုမစာအုပ်စာရနေတော့မှမှာတော့မပါပေးမဲ့လူကြီးတွေပြောပြတာကြားဘူးတာတော့အဲ့ဟိုဟာပြင် grind ပေါ့ကျွဲချံဆိုပြီးတော့မုံလိုမျိုးပြောရလို့ပြောတာပဲအပြင် grind အဲ့ဒါအောင်မှာကြာတော့ပြင်ခိုင်ရရင်ဆိုပြီးတော့နာမည်ထွက်သွားတာလို့ပြောတယ်နာမည်ခေါ်တာပေါ့နော် ငငယ်တော့ကတော့ကိုနေတဲ့နေရာကျုံးပေါ့နော်အစမမူဝါနာလေးပေါ့အဲ့လိုကျုံးမှနေတယ်အဖေကအရင်တော့အချိန်တော့တော့အခုတော့ပြပြရတော့မရှိတော့ဘူးပေါ့နော်အဲ့တော့ကျုံးမှနေတယ်ဆိုလို့ရှင်ကိုယ့်ရဲ့ဒီကျွန်းသူဘဝလေးကိုတခါမှတန်ဖိုးမထားမိဘူးငါတို့ဂျုံကြီးကလှလိုက်တာငါတို့နယ်ကလှလိုက်တာဒီကမ်းခြေအကျယ်ကြီးနဲ့ကြောက်ဆောင်နေနဲ့အရန်လှတာပဲဘေးမှာလည်း ဲ့လိုပေါ့နော်ရေပက်လေဝိုင်းပြီးတော့အရန်လှနေရပဲပင်လယ်စာတွေပေါ်တယ်ဆိုတာမျိုးတခါမှမစင်စားဘူးငွေတော့ဒါတွေကတော့ကိုယ့်အတွက်ပုံမှန် life ပဲပေါ့နော်ရန်ကုန်ရောက်လာတဲ့အခါကျတော့သွားလှည့်ကြမယ်တကယ်ချင်းနေခီးသွားကြဖဲသွားမယ်ဆိုချောင်းတာဖဲသွားမလဲဆိုငွေဆောင်ကြည့်လိုက်တော့ okay ရေတွေပက်လေဝိုင်းနေတယ်ကန့်ချီရှိတယ်ပင်လယ်စာတွေစားရတယ်ဟဲ့ အဲ့ဆိုကိုယ့်အိမ်မှာကိုနေပြီးတော့လှုပ်လို့ရတာပဲဟာ哦ဆိုတော့အတွေးလေးကတဖြည်းဖြည်းအသက်အိမ်ပဲတစ်ခုရောက်လာတဲ့ခါမှာပို့ပေါ်လာတော့ကိုယ့်နယ်ကိုပို့ပို့ပြီးတော့ချစ်တက်တာပေါ့နော်ချစ်တက်လာတာပေါ့အဲ့ကြောင့်မလို့ဆိုမအိမ် visit southeast asia နဲ့အလုပ်လုပ်တဲ့ခါမှာဆိုလို့ရှိရင်လည်းတို့ကတော့မြန်မာနိုင်ငံဘယ်နေရာကြီးလှတယ်လှတဲ့နေရာတွေဗီဒီယိုရိုက်ပြခိုင်းတာဆိုမှကြတော့ဒီခေါလို့အဲ့ဒီနောက်ဆုံး project ဆိုတို့နဲ့ meeting အဲ sorry meeting မဟုတ် email မှာတစ်ခါရေးရေးပေးလိုက်တာငါဒီတစ်ခေါငါရဲ့ home town ကို promote လုပ်တဲ့ဗီဒီယိုရိုက်ချင်တယ်အဲ့ဒါမြန်မာနိုင်ငံထဲမှာပဲအဲပြီးတော့ bangladesh ကဘယ်လိုမျိုးဝန်းရံထားတယ်ဘယ်လိုကျွန်းလေးပေါ့အဲ့လိုမျိုးပြောပြရတာပေါ့လှတဲ့ ဟာတွေအလားတရားတွေဖုန်းကျူးပြီးတော့ email ပို့လိုက်တဲ့ခါကျတော့တို့ကโอเคပေါ့နော်အဲ့ဒါကိုဟိုသဘောတူသွားပြီးတော့ငါ့ကို script အကြမ်းပို့ပြီးဆိုပြီးအိမ်မှာ script အကြမ်းပို့လိုက်တော့အဆင်ပြေသွားပြီးအခုနောက်ဆုံး project ကနေမှာရိုက်ထား10မိနစ်စာ relay ပဲတူတူလေးမြင်တွေ့လို့ရှိရင်အရန်လာနေဆုမလို့တွားရင်ကျတော့ပြင်မန်းနေဆုမကိုယ့်နယ်ကိုပြန်တကယ်လို့50ရက်လောက်နားကျင်တာလို့မနားရဘဲနဲ့ဒီမှာလှုပ်ရှားနေ လို့ပြန်လာရတာများတော့တရက်လောက်ပဲပေါ့နော်အဲတရက်လောက်ပဲသွားရတယ်အဲသွားရတဲ့တရက်မှာကိုကတခါတခါတလေဆိုကိုတယောက်တည်းမပြောင်းငွေချင်းတွေခေါ်သွားတော့အမှဖြိုးမေးတို့အကုန်လုံးပေါ့နော်ရဲမင်းတို့အဖွဲလိုက်ကြီးနဲ့သွားသွားတော့သူတို့နဲ့တဏီကုန်လျှောက်လေပြီးနောက်တနေ့ဆိုပြန်လာရတာများတယ်ဆိုတော့နေရာတိုင်းကတော့လှတယ်ဒါပေမဲ့နည်းနည်း အဓိက transportation စုမလို့နေဘက်မှာအဆင်မပြေဘူး transportation သာအဆင်ပြေမယ်ဆိုလို့ရှိရင်ဟိုခီးသွားတဲ့လူတွေကိုဆွဲဆောင်မှုရှိတဲ့နေရာတခုဖြစ်လာနိုင်တယ် transportation အဆင်မပြေလို့လည်းစုမလို့ဘက်မှာ hotel မရှိတာ hotel hotel မပြောနဲ့တဲခိုကန်တော့တေချာမရှိဘူးပေါ့နော်ရှိကိုမရှိတာပေါ့နော်ဆိုတော့တကယ်လို့စုမလို့နေကို direct သွားလို့ရမယ်ခီးလမ်းကြောင်းတစ်ခုသာအဆင်ပြေပြေရှိမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းမှာပေါ့ဘာလို့လဲစုမလို့ရန်ကုန်ကနေပြီးတော့ပြင်ခရိုင်အော် sorry ပသိမ်ပသိမ်ထိကားနဲ့သွားပသိမ်ကနေမှာနေကိုတင်းမောကတော်တော်ထက်စီးရသေးတာမနေ့၄နိုင်၅နိုင်လောက်ကနေထွက်သွားပြီဆိုလို့ရှိ ှင်ခုနော်နေကိုရောက်တာညနေ6နာရီဆိုတော့တော်တော်စီရ12နာရီကြောကြောလောက်စီရတာပေါ့နော်အဲ့ transportation လေးဒါ okay မယ်ဆိုရင်တော့တော်တော်လေးလှတယ်ကျုံးပေါ့။ Yeah oh မနေ့ကတောင်ဘက်ပေါ့တောင်ဘက်ပိုင်းဒီလိုအမီးဒီလိုအမီးကျနေတဲ့နေရာမဟုတ်ဘဲနဲ့ဒီဘက်ဘေးလေးကိုဟိုဘဲမီလေးလိုထွက်နေတဲ့နေရာလေးရဲ့အစွန်းပါပေါ့နော်အဲ့မှာရှိတယ်ကျုံး အဲ့မောနာကြည့်တဲ့အချိန်မှာသူကကို live နဲ့အရင်တွေ့သူကကျုံးကနေစွန့်စားပြီးတခြားတက်နေရာတစ်ခုလိုမျိုးပေါ့နော်အစမလဲလို့ပဲအရင် explore လုပ်ချင်တာဆိုငယ်တော့ကတော့တကယ်ပြောရလို့ရှင်မိဘတွေရန်ကုန်မှာကျောင်းတက်ဖို့အစမကတော့မြို့သူတော့ဖြစ်ချင်တာအရန်ကုန်မှာကျောင်းတက်ဖို့လွှတ်လိုက်တယ်ဒါပေမဲ့မိဘရဲ့ဆုံးဖြတ်ချက်90ရာခိုင်နှုန်းတော့ကိုဖြစ်ချင်တာ90ရာခိုင်နှုန်းနဲ့ရောက်လာတယ်ပေါ့နော်အဲ့လိုမျိုးရန်ကုန်ရောက်တော့မှပဲဩကို့နေရာဒီလိုလှပါလားအဲ့လိုအဲ့လိုဟာလေးကိုပို့ပြီးသိလာတာပေါ့နော်ဟိုမှာဆိုလို့ရှင်တော့ ဟိုအရင်ကတော့ကြောက်တဲ့ထင်မှမပါပါဘူးစပိတ်စီဆိုလဲတင်လိုက်တာပဲရေကူးဆိုလဲတင်လိုက်တာပဲအဲ့လိုတငယ်ချင်းတွေနဲ့တံတားတွေရှိတာကိုဟိုတံတားတွေကအောက်မှာရေတွေနဲ့အရေးကြတဲ့အချိန်ဆိုတော့ရေးကြတဲ့အချိန်ဆိုတော့ချင်းမျက်စိလောက်ကရေးရှိသေးတယ်အဲ့ဒီဆော့တဲ့ကစားတဲ့တန်ဘာလို့ဟိုထုတ်စည်းထိုးတိုင်းတို့ဖန်ခုံတိုင်းတို့မဟုတ်ဘူးလူစိုးဖန်တိုင်းနှစ်ဖက်ခွဲလိုက်တယ်ဟိုဘက်ဒီဘက်အဲ့လိုစင်ကူမရောက်နေတဲ့တကယ်နိုးလို့ပါအောင်လည်းရှိရဟိုဘက်၅ရောက်ဒီဘက်၅ရောက်ဆိုရင်မိတဲ့သူကဖမ်းပြီးတော့အာတန်တဲ့သူကချုပ်ပြီးတော့တွေ့ကြရတိုင် ချီခဲ့တာအဲ့အဲ့တိုင်းဆိုတာသူသူများအိမ်သူများအိမ်ရောက်ဒီမှာကြိုးချီခဲ့တယ်ပြီးအဲ့တရားအောက်ဒီမှာကြိုးချီခဲ့တယ်အဲ့တော့သူများအိမ်မှာအောက်မှာကြိုးချီခံတော့ဟာဆိုလို့ရှိရင်အဲ့ဒါရလက်ကလေးကနည်းနည်းလွတ်နေတော့ဘဲအုပ်ကသွားတော့ဘဲတိတိလေးကိုနောက်ကနေကင်လိုက်တာဘဲမကြီးကလာစိတ်သွားလက်ကိုလိန်သွားအဲ့ဒါတစ်ခါပြီးတော့အဲ့တော့အဖေရကစားကွင်းတို့ပစုံခံတို့လောက်တော့သူကဆက်လေးနဲ့အမြင်နဲ့အဲ့စိတ်ကန်းနေဖြစ်ရတယ်အဲ့ချိန်မှာအခုစင်မူရောက်တဲ့တငယ်ညာကိုကိုကြိုးတော့တရားကြီးအောက်မှာချီခဲ့ဒီလိုမျိုးကြီးချီတာ အဖေရတယ်ဆက်လက်ယူမောင်းပြီးတော့ဝင်လာဘာသမီးခေါ်အောင်ဟိုတရားအောက်မှာပေါ့နော်တရားအောက်ကြီးမှာဘယ်သူမှလည်းမမြင်မဲ့ကြိုးကြီးတုတ်ထားဘာဖြစ်လာလဲဆိုတော့လှမ်းအော်တာတကယ်တော့ကိုရီးယားဆော့နေရ တခါမှအမီတက်လို့မရတဲ့စော့နီးနေတဲ့တောင်စော့တယ်နေမှာငငယ်တော့အချိန်တွေကိုလွမ်းတယ်လွမ်းတယ်ဆိုဘယ်အချိန်တွေအဓိကလွမ်းလဲဆိုစမောငငယ်တော့ဆကတ်တုံးစာအုပ်ရမ်းဖတ်တော့လေအခုလိုမိုးလေးတွေရွာပြီမိုးအေးပြီဆိုလို့ရှိရင်ဟောပေါ့နော်တင့်ဖြူဖြားလေးကိုခင်ခင်မွန်ခေါင်းအုပ်လေးနဲ့ရေမိုးချုပ်ွက်မိုးရေလည်းချုပ်ွက်တနခါဖုံဖုံလိမ့်ပြီးတော့ရှိရင်အဲ့တော့ထွက်တဲ့ဟိုပါလေဒွေးအင်ကြီးလို့ခေါ်တာပေါ့အဲ့လိုအင်ကြီးအကွက်လေးတွေအာအဲ့ဟာဝမ်းဆက်ကိုဝစ်ပြီးတော့အဲ့တင့်ဖြူဖြားမှာထိုင်းပြီးအော့အဲ့ပြီးတော့တွပီစာအုပ်ဖတ်ရတဲ့ဖီလင်းကိုအရန်ပြန်လို့ကျလာဘယ် ဘယ်နေရာရောက်ရောက်အဲ့ဒီ feeling မရဘူးရန်ကုန်မှာလည်းအဲ့ဒီ feeling မရဘူးအဲ့လိုမိုးရေကျနေတဲ့အတန်လေးညာစမလို့အရင်နေတဲ့အိမ်ကဓဏီမိုးအိမ်ဆိုတော့ဓဏီမိုးရဲ့အိမ်ပေါ်ကနေပေါပေါပေါကျနေတဲ့အတန်လေးတွေနဲ့အဲ့ဒီဒဇက်မိတ်ကနေတတတတကျနေတဲ့အတန်လေးတွေပြီးတော့ရေတယောက်ကနေပြီးတော့ဆိုတော့ရေတွေကိုဆင်အိုးကြီးတွေနဲ့ခံတာ哦 ဒီတယောက်တည်းကနေရေဝဝဆင်းသွားတဲ့အတန်လေးတွေဆိုတော့အဲ့ဟာလေးကြီးကတော့ဆိုမဘယ်တော့မှပြင်ပြောမရနိုင်တော့ဘူးပေါ့နော်အဲ့ဒါငငယ်တော့နေတယ်အိမ်ကြီးလာတော့အုတ်ကျုံမိုးရတယ်တစင်သွမိုးတွေပါပြောင်းသွားတော့မိုးတန်တွေကအဲ့လိုမတူတော့ဘူးပေါ့နော်အဲ့ဆိုမကပြားတော့ဆန်တယ်အဲ့ဒါလေးတော့လွမ်းတယ်သူ့သူဖျားရခံစားတယ်အဲ့ဒါလေးလွမ်းတယ်ပြီးလို့ရှိရင်ဆိုမဝါဆိုလိုင်းခုံမွဲဆိုတာရှိတယ်အဲပုံမှန်ဆိုလို့ရှိရင်တော့ ဟိုဆိုပန်းခူးပြီးတော့ဖះကိုကတ်ဖို့အတွက်ပေါ့เนาะအဲ့ဟာအရင်တော့အဲ့လိုမျိုးနေရာတိုင်းမှာရှိတယ်ဒါပေမဲ့ဆိုလို့စီမှာအရင်တော့အဲ့လိုပဲပြန်လာလိုင်းတော့ခုံတယ်ပြန်လာရင်ပန်းနေယူပြီးတော့ယူလာရင်ဖះမှာကတ်ဒါပေမဲ့ခုနောက်ပိုင်းတော့ပန်းမင်းနေပန်းခင်းနေပါရဲ့တိတ်တော့မရှိတော့တော့အဲ့ဝါဆိုလိုင်းခုံမွဲဆိုလို့ရှိရင်တကြုံလုံးမှာရှိရတဲ့သူတွေအကုန်လုံးကကန်းချီမှာစုပြီးအဲ့လိုပွဲတော်ကြီးလိုပဲအဲ့မှာအကုန်လုံးလိုင်းနေခုံပြီးတော့ရှိရင်ဗီဒါဘင်းနေရှိတယ်အဲ့ဗီဒါဘင်းနေကိုခါးနေမှာတရားတရားချီပြီးတော့လူအတန်းလိုက်ကြီးအဓိကရွယ်ချက်ကတော့ဘာရိုးရမှာမဟုတ်မျောမသွားအောင်မလိုင်းအရန်ကြီးအောင်လူခန္ဓာကိုအရက်ထက်ကြီးတဲ့လိုင်းမျိုးသွတ်ဆော့တာ ဆိုတော့ဒီနှစ်ဆိုလို့ရှိရင်ခုနှစ်လပိုင်း10ရက်နေ့ဝါဆိုလှိုင်းခုံပွဲအဲလောလောဆယ်ပြန်မှုအတွက်ရထားတယ်ဆိုတော့အဲ့ခါကျရင် vlog လေးလုပ်ပြီးတင်ပေးပါမယ်လို့ရှယ်ရင်းလုပ်ပါမယ်အာဘာပဲဖြစ်ဖြစ်စုမုံဗီဒီယိုလေးကိုကြည့်လိုက်တာနဲ့ပေါ့နော်အဆုံးတိခုလိုမျိုးကြည့်နေပြရပဲကျေးဇူးအများကြီးတင်ပါတယ်အနေနဲ့များတော့စုမုံအင်တာဗျူးလေးကိုကြည့်ပြီးတော့ခေါင်းတက်ဆယ်တစ်ခုရောက်အောင်မယ်ဆိုလို့ရှင်လည်းကျေးဇူးတင်ပါတယ်ဟောပြောမိပါပါနောက်တစ်ခါစိတ်ကလေးနည်းနည်းကြည့်မိသွားရဲဆိုလည်းပြောမိပါပါအဲ့တော့ကျမ်းပါပါစီကျေးဇူးအများကြီးတင်ပါတယ်